ဘူးစင်အာစိနကအတိတ်ထံအဖြစ်အဆက်မပြတ်အတိတ်ထံဝင်နေသောတရဏဂုံဂုံတို့ပဋ္ဌံပတိစိန်နိမျှဝေပါမယ်။ဘာပဲဖြစ်ဖြစ်ဘယဂုံတော်ဒီတရဏဂုံနေပွားတယ်။ပယိပဋ္ဌံနေရွတ်တယ်။မေတ္တာဘာဝနာတွေပွားရင်တမတ္တဝိပဿနာဘာဝနာတရားတွေအထောက်ကြတယ် အဲ့ဒီအာထုတ်တဲ့နေရာမှာတို့တာဝကတွေအားလုံးကို အကြံပြုချင်တာကတော့ဒုက္ခတိစ္ဆာရာကြောင်းစုမတောင်းကြဖို့အကြံပြုချင်တယ်ဒုက္ခတိစ္ဆာဆိုတာဖြစ်ပြမှန်သမျှသင်္ခါရတရားတွေအားလုံးဟာဒုက္ခတိစ္ဆာဒုက္ခတွေကြီးတိုင်းပါပဲเนาะဝင်းနေတာလည်းဒုက္ခပဲဝင်းတာတာလည်းဒုက္ခပဲစင်ရဲတာလည်းဒုက္ခပဲချမ်းသာတာလည်းဒုက္ခပဲ ဒါလေးကဒီသဘောတရားလေးကိုသိအောင်အခြေခံတရားလေးကိုပြောပြတာသစ္စာ၄ပါးရှိတယ်တမှုတရားသစ္စာဆိုတန်ရောစင်ကြောင့်ဖြစ်တာเนาะဒုက္ခသစ္စာဆိုတာဒုက္ခဘုံကြီးမို့လို့32ဘုံလုံးကဒုက္ခသစ္စာပဲเนาะအဲ့ဒီဒုက္ခသစ္စာတန်ရောစင်ကြောင့်တမှုတရားသစ္စာကြောင့်ဒုက္ခသစ္စာရလာတာเนาะတမှုတရားသစ္စာချုပ်ရင်ဒုက္ခသစ္စာချုပ်တယ် ဘာနဲ့ချုပ်တုံးဆိုတော့မက်ကသစ္စာနဲ့ချုပ်ပါတယ်။မေခင်ရှိပါရှင်ညာတရားနဲ့အထုတ်မှတမှုရာသစ္စာသိပြီးမှဒုက္ခသစ္စာစုံပြီးမှ မက်ကသစ္စာနဲ့ကိနေတဲ့အချိန်မှာဒုက္ခနိရောဓသစ္စာကို မျက်မှောက်ပြုပါတယ်။ဒုက္ခနိရောဓသစ္စာလို့ဘာလို့တွဲပြီးပြောရသလဲဆိုတော့ဒုက္ခချုပ်သွားတဲ့နိရောဓနိဗ္ဗာန်ကိုမျက်မှောက်ပြုတာမို့လို့ဒုက္ခနိရောဓသစ္စာလို့ပြောတာ။သစ္စာ၄ပါးရှိတယ်။ တမှုရိယတိစ္ဆာဒုက္ခတိစ္ဆာမဂ္ဂတိစ္ဆာနိရောဓတိစ္ဆာအဲ့ဒီတိစ္ဆာတရားလေးကိုလည်းနာယူပြီးမှနှလုံးသွင်းမှန်စွာအထောက်ကြဖို့အရေးကြီးတယ်နော်အဲ့တော့တို့ဗုဒ္ဓဘုရားတွေပွားမယ်တဏှဂုံတွေတည်မယ်ပရိပဋ္ဌာန်တွေရွတ်မယ်မေတ္တာဘာဝနာတွေပွားမယ်တမထဝိပဿနာတရားတွေအထောက်မယ်ဒါနာတရားတွေပြုကျင့်မယ်လူမယ်တမ်းမယ်ဟုတ်လား ဒါနသီလဘာဝနာဝိပဿနာတရားတွေအထုတ်မယ်။အော်တို့အဓိကတွေကအထုတ်နေတာဒုက္ခသစ္စာချုပ်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ဖြစ်ပါစေ။နိဗ္ဗာန်တန်ဖြစ်စီရောဟောတုဆိုတဲ့ဆန္ဒလေးဥစည်းပြီးမှအထုတ်ကြဖို့ဥစဉ်အကြံပေးခြင်းနဲ့နော်။အော်လူချမ်းသာနဲ့ချမ်းသာပြမချမ်းသာကြီးလိုချင်လာပါကြီးရဲ့ယာရုစီစဉ်ဥအိမ်တိုက်တာတွေလိုချင်လို့ဆိုတဲ့ လောဘလေးပါရင်တော့တာမန်ကုသိုလ်ပဲရပါမယ်။ဟုတ်ပြီလားအဲ့ဒါလေးသဘောပေါက်ပါ။လောဘကိလေသာကတရားသဘောကိုပိတ်ပင်ထားစီခြင်းဟာတဘာဝတရားပါပဲ။လောဘကိလေသာမပါမှသာဒိဋ္ဌိဆိုတဲ့ဆွဲလန်းမှုနဲ့လိုချင်တတ်မဲ့မှုဆိုတဲ့လောဘတဏ္ဍာကင်းစင်ပြီးတရားကျင့်ကြံအားထုတ်ကြမှဒါလည်းရင်အဲ့ဒီကိလေသာ ပိတ်ပင်တားဆင်းခြင်းမရှိဘဲလောဘတားဆီးခြင်း မရှိသောလောကီချမ်းသာလောကုတ္တရာမဲ့ဖို့နိဗ္ဗာန်တရားတူတရားမြတ်တည်းဟာအလိုအလျောက်ပွင့်ထွန်းပြီးမှတရားဓမ္မကပေါ်ဆောင်လာမှာဖြစ်တယ်။အဲ့ဒါလေးကိုဒုတာဝကတွေနှလုံးသွင်းမှန်စွာ လက်ခံနိုင်ရမယ်၊သိထားရမယ်၊ကျင့်သုံးနိုင်ရမယ်။အဲ့တော့တရဏဂုံဂုံတော်ပဋ္ဌံပဋိစိန်ဤက ဗုဒ္ဓံတရဏံခိရှာမိပရိတလုံးစိမ့်မဓမ္မံတရဏံခိရှာမိပရိတလုံးစိမ့်မတန်ခံတရဏံခိရှာမိပရိတလုံးစိမ့်မပရိသုံးလုံးစိတ်ပြီးသွားမယ်အဲ့ဒါပြီးတော့ဘုရားခွန်တော်ကိုးပါးကိုအရဟံပရိတလုံးစိမ့်မတမ္မံတမှုတော်ပရိတလုံးစိမ့်မဝိဇာစေတနာတမ္ပံတော် ဘတိတလုံးစိမ့်မယ်သူကတော်ဘတိတလုံးစိမ့်မယ်လောကဝိတုဘတိတလုံးစိမ့်မယ်အနုတရောပုရိသဓမ္မတာရတိဘတိတလုံးစိမ့်မယ်တထာဒေဝမနုဿာနံဘတိတလုံးစိမ့်မယ်ဘုဒ္ဓောဘတိတလုံးစိမ့်မယ်ဘဂဝါဘတိတလုံးစိမ့်မယ်အဲ့ဒီလိုနဲ့တရဏဂုံသုံးပါးကဗတိသုံးလုံးစိမ့်မယ် ဘုရားကုံတော်ကိုပါကဗတိကိုလုံးစိတ်ပါမယ်အဲ့လိုစိတ်ပြီးပေါ့နှစ်ပတ္တ24ပစ္စည်းကိုပစ္စည်းတစ်ခုကိုဗတိတလုံးစိတ်ပါမယ်ဟေတုပိစေယောဗတိတလုံးစိတ်မယ်အာရမဏပိစေယောဗတိတလုံးစိတ်မယ်အဓိပတိပိစေယောဗတိတလုံးစိတ်မယ်အနန္တရပိစေယောဗတိတလုံးစိတ်မယ် တမနန္ဒရပိစေယောပရိတလုံးစေမေတဟဇာတပိစေယောပရိတလုံးစေမေအိညာမိညာပိစေယောပရိတလုံးစေမေနေတယပိစေယော ဥပါနေတယပိစေယောဥရိဇာတပိစေယောပိစာဇာတပိစေယော အာတိဝေနပိစေယောကမ္မပိစေယောဝိပါကပိစေယောအာဟာရပိစေယောဣန္ဒရိယပိစေယောဇာနပိစေယောမေကပိစေယောတံပယုဒ္ဓပိစေယောဝိပယုဒ္ဓပိစေယောအဋ္ဌိပိစေယောနတ္ထိပိစေယောဝိကေဒပိစေယောအဝိကေဒပိစေယောဆိုပြီး ပထန်24ပစ္စည်းဗတီ24လုံး စိတ်ပါမယ်တရဏဂုံ3ပါးကဗတီ3လုံးဘုရားဂုံတော်5ပါးကဗတီ6လုံး6လုံး3လုံး12လုံးပထန်24ပစ္စည်းက24လုံးဆိုတော့ဗတီ36လုံးအဲ့ဒီလိုနဲ့3កောက်စိတ်မယ်3កောက်စိတ်တော့ဗတီ108လုံးပြည့်ပါမယ်တရဏဂုံ3ပါးဘုရားဂုံတော်5ပါး ပဋ္ဌာန်24ပစ္စည်းတရဏဂုံဂုံတော်ပဋ္ဌာန်တစ်ခေါက်ကိုပရိ36လုံးသုံးခေါက်ကိုပရိ108လုံးတရား8လုံးပရိတပတ်ပြေးပါမယ်အဲ့ဒီလိုနဲ့တရား8လုံးပရိ6ပတ်စိတ်ပါမယ်တရက်ကိုတရား8လုံးပရိတရဏဂုံဂုံတော်ပဋ္ဌာန်ပရိ6ပတ်စိတ်ပြီးမှ6ရက်နေ့စဉ်ပရိစိတ်ပြီး6ရက်ကိုတစ်ကြိမ် အတိတ်ထံတင်းပြီးကကြာမှတရတနကုံကုံတော်ပတံပရိစိတ်နီးကို တရက်လျင် တရားရှိလုံးပရိကိုပဲဆေး၍ကိုယ့်ရဲ့တခြင်းအတိတ်ထံပါရမီဖြည့်ကျင့်ခြင်းနှင့်အတူတရတနကုံဒီကုံတော်ပွားပတံ24ပြည့်စည်ပွားများအထုတ်ခြင်းနှင့်ဒိဋ္ဌိတဏဖြုတ်အထုတ်ခြင်းနှင့်တာဝကများအလုံးလောကီအကျိုးတူလောကုတ္တရာအကျိုးတူများကိုပွင့်ထွန်း ရရှိလာနိုင်ပါစေတဲ့လို့ဦးစင်အကြံပြုလိုက်ပါတယ်ပရိစိတ်နီလေးကိုဦးစင်မျှဝေတယ်နော်ဦးစင်ကအဲ့ဒီပရိစိတ်နီကိုအာစိန်ကံဇက်တိုက်ဇက်တိုက်ဦးစင်ကကိုရဲ့တခြင်းကိုရဲ့တခြင်းကိုရဲ့တခြင်းနဲ့အတိတ်ကအောင်ပြီးရင်အောင်ရင်အောင်ပြီးရင်အောင်ရင်အတိတ်ကပရိတွေစိတ်နေတယ်နော်အဲ့ဒီဦးစင်ပွားများနေတာက ကိလေသာပယ်ပြီးမှပွားများနေတာဖြစ်တယ်။နော်။ဟောတိုက်တောင်ဦးအိမ်စီစဉ်ချမ်းသာကြီးတွေလိုချင်လို့ပွားများတာမဟုတ်ပါဘူး။လူချမ်းသာနတ်ချမ်းသာမြမချမ်းသာကြီးတွေမလိုချင်ပါဘူး။အရာရာဟာဒုက္ခသစ္စာတွေပဲ။အဲ့တော့ဦးစင်းကဒုက္ခသစ္စာချုပ်ငင်းကျင်သောဇာနာနဲ့ဂုံတော်ဒီတရံဂုံဒီပဋ္ဌာန်းစိတ်လေးပစ္စည်းတွေကိုပွားများအထုတ်နေတာဖြစ်တယ်။ အဲ့ဒီလိုပွားများအားထုတ်နေတဲ့အချိန်မှာစိတ်မပြတ်လွင်မှုလောဘလည်းမပါဘူးအဲ့ဒါကြောင့်ဗတိတလုံးထီတိုင်းထီတိုင်းတဏ္ဏဂုံကိုပွားတယ်ဂုံတော်ပွားတယ်ပဒံပွားတယ်ထိတိတတိတတိပဒံတရားလေးနဲ့ပုံမှန်လေးပွားများအားထုတ်နေတဲ့အတွက်အဲ့ဒီအချိန်မှာလောဘကိလေသာကင်းစင်နေအတွေးကိလေသာကင်းစင်နေနော်စိတ်တွေပြတ်လွင်ပါတယ်လုံးဝ ကင်းစင်နေလို့ဥစည်းမဆိုးလို့နော်စိတ်တွေပြန့်လွတ်ပါတယ်အထုံနေရင်းနဲ့စိတ်တွေရောက်ပါတယ်ဟိုရောက်ဒီရောက်ရောက်တယ်နော်ရောက်ပြီမဲ့လို့အဲ့ဒီစိတ်ကလေးကို ပြန်ထိန်ပြီးမှတမာတိလေးတီအောင်ကိုကတတိလေးနဲ့ကြိုးစားပြီးအထုတ်ရတာနော်ကိလေသာဆိုတာတခြားမဟုတ်ဘူးအတွေးတွေနော်လောဘဒေါသမောဟတွေဟုတ်လားတန်ရောစင်နေနော်အဓိကပြောချင်တာတော့အတွေးတွေပေါ့အဲ့ဒါကိလေသာပဲဟုတ်ပြီလား တရားဆိုတာတခြားမဟုတ်ဘူးတရားဆိုတာတတိပါဟုတ်ပြီလားတိတိတတိတတိပဋ္ဌံတရားနဲ့တတဏဂုံဂုံတော်ပဋ္ဌံအဋိဋ္ဌံပတိစိတ်ကြအထုတ်ကြရင်းနဲ့တာဝကတွေအာလုံးလောဘကြားမခံတော့လောကီစည်းစိမ်ချမ်းသာ လောကုတ္တရာချမ်းသာတရားများပွင့်ထွန်း၍ရရှိလာနိုင်ပါစေလို့ဦးစင်ဒီတဏဂုံဂုံတော်ပဋ္ဌံပတိစိတ်နီး မျှဝေရင်းနဲ့အကြံပြုမေတ္တာပို့ဆန္ဒပြုလိုက်တယ်နော်ပရိစေအတိတ်တန်ပြီးတာနဲ့ဦးဇင်းတို့တိစ္ဆာဆူကြမယ်အရှင်ဘုရားရှင်သူမြတ်တို့ဘုရားဘုရားတပည့်တော်သည်ယနေ့အတိတ်တန်ဖြစ်ယခုတတနဂုံကိုတော်ပတ္တအတိတ်တန်ပရိစေအောင်မြင်စွာ ပွားများအထုတ်ခြင်းဖြင့်ဘုရားတရားတန်ကယတနာမြတ်သုံးပါးကိုစိတ်နှလုံးသွင်းယုံကြည်ခြင်းဖြင့် မရွံ့မြန်လို့ကိုးကွယ်စည်းကပ်ခြင်းနှင့်ကိုးကွယ်စည်းကပ်ပါသည်ဖရာအီမန်ကန်သောတိစ္ဆာစကားကို ပြောဆိုပါသည်ဖရာဤတိစ္ဆာမန်ကန်မှာကအီမန်ကန်သောတိစ္ဆာစကားကြောင့်အီမန်ကန်သောတိစ္ဆာစကားဤတကုတီသောအနုဘော်တော်ကြောင့်ယနေ့ယခုအကျွန်ုပ်ရန်တော်အရှင်ဝိမလနှင့်တကွ အကျွန်ုပ်ဤတာဝကများအားလုံးဓာယိကဓာယိကမာများအားလုံးယဟန်ဓာယိကယဟန်ဓာယိကမာများအားလုံးတို့သည်လက်တွေ့ကြုံတွေ့နေသော အခက်အခဲဒုက္ခခက်သည်ချုပ်ပြောင်းငြိမ့်ပြီးအဆဆအရာရာအောင်မြင်ပြီးမြောက်တိတ်တိမိတ်တိအိတ်တိအောင်မြင်ပေါ့ရောက်ပြီးလောကီစည်းစိမ်ချမ်းသာများပွင့်ထွန်းရရှိလာနိုင်အတုံးဖြူအတုံးချ တာသနာပြုနိုင်ကြပြီးမဲ့ညာဖူညာဉာဏ်နိဗ္ဗာန်ရောက်ကြောင်းတရားသူတရားမြတ်ကိုယုံကြည်ချမ်းမှစိတ်ဖြောင်းစွာလက်တွေ့ကျင့်ကြံပွားများအားထုတ်ရနိုင်ရောက်နိုင်ကြပါစေတည်း